မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့စက်ထမအတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ရခိုင်တေးကဗျာလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကဗျာလေးရဲ့နာမည်ကတော့ ဆံမောင်းနင်းရေတဲ့ဒီကြပြလေးကတော့19ရာစုမှာ အမည်မသိရှင်းစာစုကနေပြီးတော့ရင်ရေးသားခဲ့တာဖြစ်ပါတယ်ဒီကြပြလေးကိုကြည်ချင်းအဖြင့်ရခိုင်လုံမပြိုတွေဟာ နော်မောင်းထောင်းရင်နဲ့ရခိုင်သချင်းမျိုးစုံကိုစုတက်တယ်ဆိုတဲ့အကြောင်းခဝဲတွေပွင့်တဲ့တဆောင်မုံးလာမှာနော်ကထိန်သင်ငန်းတွေကပ်လှူတယ်ဆိုတဲ့အကြောင်း နော်လာတာတာမှာလာတာတာမှာအချင်းချင်း ဝိုင်းဖွဲ့ပြီးတော့ဆန်ဆန်ဖွတ်တယ်။နောက်အဖေါ်အပေါင်းနေနဲ့တချင်းလေးတွေတီဆိုးပြီးတော့ဆန်ဖွတ်တယ်ဆိုတဲ့အကြောင်းလေးတွေကိုနော်လေလာသိရှိရမှာ ဖြစ်ပါတယ်အထူးသဖြင့်ကတော့ရခိုင်တိုင်းသားတွေရဲ့ဒလိထုံးစံစကားအသုံးနှုံးတွေကိုလေ့လာရမှာ ဖြစ်ပါတယ်ကဲဒါဆိုရင် ပထမဦးဆုံးဆံမောင်းနေရေဆိုတဲ့ကြပြလေးကိုဖတ်ကြည့်အောင် ခမွေဝင်းဝါပွင့်ပြန်လာကေတီကလဲကုံတဆောင်မုံမှာရှင်ဖုံးတိန်ကကြောင်းဝီဟာ၌ကထိန်လဲကက်မဲရုံမှာလီပျော်ပါကက်မီလုံပြိုမီအရွယ်ချင်းချင်းရွတ်တာချင်းနှင့်လာမင်းဆန္နာလောင်းရိပ်တာတွင်ပျော်ရတကြောင်မေရုမာလီအဖော်ပေါင်းနှင့်ဆံမောင်းနှင်းရီတာဆွလီတာယာအေးလီတာဆွလီတဲ့ဒါလေးကတော့ ဆံမုံနင်းရေဆိုတဲ့ရခိုင်တေးကပြားလေးကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီကပြားလေးထဲမှာခက်စစ်ကလေးကိုလုံးအထိပေးထားတာကိုလေ့လာမှာဖြစ်ပါတယ်။ခက်စစ်ကိုလုံးအထိပါတာဖြစ်ပါတယ်။ဒါဆိုရင်ပထမဦးဆုံးကြည့်အောင်။ကေကေဆိုတာကတော့အခါလျင်နောက်တစ်ခုကကက် ကန့်ဆိုတာကြတော့ကြဆိုတဲ့အဓိပ္ပာယ်ပျော်ပါကြမယ်တဲ့နောက်တစ်ခုကစံမောင်းနှင်းရေဆိုတာကတော့စံဖုံးမောင်းထောင်းနေဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကဖုံးဖုံးဆိုတာဖုံးတော်ကြီးကိုခေါ်တာသူတို့ကဖုံးလို့ခေါ်တယ်နောက်တစ်ခုကမောင်းကြောင်မောင်းကြောင်ဆိုတာမောင်းတုံးနေတက်ထားတဲ့ဂျပွေးကိုမောင်းကြောင်လို့ခေါ်တယ်နောက်တစ်ခုကတော့ရို့ယုဆိုတာကတော့ဒုဆိုတဲ့အတိတ်ပဲနောက်တစ်ခုကယွဲ့ယွဲ့ဆိုတာတခြင်း နောက်တစ်ခုကလောင်းရိတ်တာလောင်းရိတ်တာဆိုတာတော့လရောင်အောက်မှာနောက်တစ်ခုကตาချင်းဆိုတဲ့เนาะตาချင်းဆိုတာတော့တချင်းဆိုတဲ့အတိတ်ပဲဆိုပြီးတော့ရင်ခက်စစ်အဖွင့်ကိုလုံးအထိပေးထားတာဖြစ်ပါတယ်ကဲဒီနေ့ကျုပ်စုဖက်ပြပေးသွားတာတော့เนาะရခိုင်တိတ်ကြပြလေးတပုတ်ကိုရုပ်စုဖက်ပြပေးသွားတာဖြစ်ပါတယ်19ရာစုမှာအမည်မသိရှေးစာစုကနေပြီးတော့ရင် ရေးဖွဲ့ခဲ့တဲ့ရခိုင်တေးကြပြလေးဖြစ်ပါလေရှင်ကျေးဇူးတင်ပါတယ်